ူးမင်းအွန်လိုင်းကိုချစ်တယ်ဆိုလို့ရှိရင်အောက်ထဲမှာဖြစ်တဲ့အရာတွေကိုတတိုင်းပြည်တိုင်းကလုံးသိအောင်ကြောက်လို့ပြောလိုက်လက်ရှိအာနာဘိန်းရဲ့စစ်ကောင်စီစစ်ကောင်စီကိုပြည်သူမြန်မာနိုင်ငံပြည်သူအများစုထောက်ခံတာနဲ့စစ်ကောင်စီကိုထောက်ခံတဲ့ပြည်သူဦးရေနဲ့တော်လှန်ရေးအင်အားစုဘက်ကိုထောက်ခံတဲ့ပြည်သူဦးရေဘယ်ရာကပို ဟယ်လိုချရာမီဘာပီတူညီကိုမော်ရမများအလုံးမမင်္ဂလာပါ newsbit channel ကနေပြန်မချုပ်ဆိုလိုက်ပါတယ်2025ခုနှစ်အပရလ30ရက်နေ့ဗရုဟိနေ့မနေ့ပိုင်းမှာကျွန်တော်နောက်ဆုံးကြားသိရတဲ့တော်လန်တရင်ကောင်းများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်တို့စာဆုံးကြည့်ရှုပေးကြဖို့အလုံးဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်အရင်ဆုံးအနေနဲ့ခါတိုင်းလိုပဲတရင်တို့လေးတွေကြည့်လိုက်ရအောင်နော်ပရမိုးရှင်းတရင်တို့အနေနဲ့ကတော့ မကွေးတိုင်းရေစကြိုမြို့နယ်ဗလာဘယွာကိုရွာလုံးကျွတ်မိချုပ်ဖြစ်စီခဲ့တဲ့အချမ်းပစစ်တပ်စစ်ကြောင်းနဲ့စစ်တိုက်ဂျက်ဖက်တက်ခဲခဲလို့စစ်ကောင်စီတပ်သား20ကျော်တေဆုံးခဲ့တယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။ဧပြီလ20ရက်နေ့မှာပခုတ်ကူအနေနဲ့ပြည်မလာတဲ့အချမ်းပစစ်တပ်စစ်ကြောင်းနဲ့ရေစကြိုဘက်ကနေပြည်မလာတဲ့အချမ်းပစစ်တပ်စစ်ကြောင်းတို့ပူးပေါင်းပြီးတော့မှအင်အား150ကျော်နဲ့ ရဇဂျိုမျိုးနဲ့ကျွာကျွာဘက်ကိုနည်းနည်းလေးနိုင်အချိန်မှာစစ်ကြောင်းထိုးဝင်ရောက်လာခဲ့တယ်လို့သိရတာဖြစ်ပါတယ်။အဲ့ဒီတိုက်ပွဲတွေအတွင်းမှာချမ်ပီစစ်သား20ကျော်တည်ဆုံပြီးတော့30ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့မှတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်ပိုင်းမှာတည်ဆုံသွားတဲ့ချမ်ပီစစ်ကောင်စီတပ်သားမသားလောင်းတွေကိုပုဂ္ဂိုလ်ဘက်ကို3ဘင်းနဲ့ပြန်ခိုးတဲသွားတယ်လို့သိရတာပေါ့နော်။ဆိုတော့စစ်ကွေးတပ်သားအနေနဲ့ကတော့အညာမှာတော့အခုဆိုရင်ဒီမျိုးစာဖြစ်နေတာပြတော့တော်လိုင်းရာဆိုတဲ့ကနေပြတော့မှတောက်လျှောက်မြေလန်ရှင်းပစ်နေတာပဲဖြစ်ပါတယ်။ဒီတက်ပုံပြတော့ကောင်းမွန်တဲ့သတင်းတွေလည်းကျွန်တော်မှကြားခင်မှာကြားရမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်သတင်းထူးသဘို့အနေနဲ့ကတော့ဒီဘောမျိုးတိုင်းတဲ့ဘက်မှာစစ်ကောင်စီတပ်ပကနေပြတော့မှရဲမေတွေပေါ်ဝဲအမျိုးသမီးတရားကြော်လင်းနေချပြတော့မှအဲ့ဒီအထဲမှာကွင်းဆောင်တွေလည်းပေါ်နေတယ်လို့သိရတာပဲဖြစ်ပါတယ်27တဲကရဲမေတရားကြော်လင်းနေချတယ်ကွင်းဆောင်တွေပါတယ်စူပါမစေးတရမင်းကနေပြတော့မှပြောဆိုထားတာပေါ့နော်အဲ့ဒါကြောင့်မလို့စစ်ကောင်စီကနေပြတော့မှကွင်းဆောင်ရဲမေတွေကိုလည်းအုံပြုနေတယ်လို့ကျွန်တော်သိရတာဖြစ်ပါတယ် အခြားစီတရင်းမြစ်ကနေပြီးတော့မှစစ်ကောင်စီတဆွဲစခန်းတွေမှာအမျိုးသမီးတွေကိုဖမ်းမိတယ်ဆိုတာမှန်ပေမဲ့စကားခ27မိုဘဲနဲ့မြို့ထဲမှာရှိတဲ့စခန်းတွေထဲကဖြစ်ပြီးတော့မှသူတို့ဟာဆိုရင်ရဲမေဟုတ်မဟုတ်မသိသေးဘူးလို့ပြောထားတာပဲဖြစ်ပါတယ် ဘမောကွန်းမှာရဲရဲလင်းနဲ့ချတာမှလည်းရဲမေတွေပိတ်မိနေတာကြားပြီးဆိုတော့အိထောင်တဲ့ရဲမေတွေလည်းဗိုက်ကြီးတွေနဲ့လေဆိုပြမစီဒီအမ်ရဲတူကနေပြမပြောဆိုထားတာပေါ့နော်ဆိုတော့ဒီစကောင်စီတက်နေတဲ့ကတော့တို့တသားပြုံးတိမှုကိုလူငယ်လူရွယ်တွေကိုပေါ်သားဆွဲဖမ်းဆီးနေအောင်တာမှာကတို့တက်တွေးမီတာစုဝင်နေကွန်ဆောင်မိခင်တွေကိုလည်းတို့ကနေမြင်နဲ့ယူနီဖောင်းတွေပေးပြတော့မှဒီအတင်းကင်းဆောင်ခိုင်းတာတွေလောက်ဆောင်နေတယ်လို့ကျွန်တော်တရားဖြစ်ပါတယ်ဘောမျိုးတိတ်တဲ့ဘွဲမှာဆိုတော့ လိုမျိုးပေါ့နော်ဒီတရားကျော်ဖန်းစီရဲမြစ်တွေထဲမှာကိုင်းဆောင်ရဲမြစ်တွေလည်းပါဝင်တယ်လို့ကျွန်တော်နောက်ဆုံးကြားသိရတာဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့မှာပထမဆုံးအနေနဲ့ကြားမှာကတော့စစ်ကောင်စီစစ်တပ်လေထိကျွန်တော်တော်လိုင်းရေးအားစုတွေရဲ့လက်ထဲကိုရောက်ရှိသွားတာဖြစ်မှာအခုဆိုရင်ဒီစစ်လေရင်ပေါင်းသူပါဝင်စစ်ကောင်စီတပ်ဖွဲ့တွေကိုလည်းကျွန်တော်ကနေပြီးတော့မှမြေလန်ရှင်းလင်းဖို့စ조사နေတယ်ဆိုတဲ့အကြောင်းကိုရဲဘော်ရှင်းလင်းရနေပြီးတော့မှတရားရှင်းပြထားတာဖြစ်ပါတယ်ရဲဘော်ရှင်းလင်းဘယ်လိုမျိုးတွေဖြစ်ထားမလဲဆိုတာကျွန်တော်ဆက်ကြည့်လိုက်ရအောင်နော် ကော့ဂရိတ်မှာကျွန်တော်အချမ်းဖတ်စစ်ခွေးတက်စကန်၃ခုကို KIA နဲ့ကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေပူးပေါင်းတိုက်ခိုက်အမှုကျိတ်နေပါတယ်ဆိုတော့ထုံးစံအတိုင်းပဲအချမ်းဖတ်စစ်ခွေးတက်ကဒေချောင်းကနေပြီးတော့ဘုံကျဲဒါကလွဲလို့ကျွန်တော်ဘာမှလုပ်လို့မရတော့ပါဘူးတိကျပေါ့ကျွန်တော်လက်ထဲကိုရောက်လာမှာဖြစ်တယ်ကရင်တိုက်ပွဲစနေပြီဆိုတော့ကံကောင်းတာကအရှိမကျွန်တော်ပြောတဲ့ရဲမီတရာကျော်က KIA မှာအဖမ်းခံလိုက်ရလို့ တရင်နေမြီမှာအဖမ်းခံလိုက်ရလို့ပါတော့ဟာဘဂျောနေပဲအစင်ပြေမှာပါဟုတ်ပြီနောက်တဲ့သတင်းခုကတော့ကျွန်တော်နမခခကနေပြီးတော့တက်လာတဲ့စက်တက်လေဒီပရိုမိုတာပြကြသွားတဲ့အကြောင်းပါဆိုတော့ဒီတစ်ခါကတော့ကျွန်တော်တို့ဒါစက်ချုပ်ရင်းပြီးတော့ပြကြသွားတာမဟုတ်ပဲနဲ့လေပြတ်တိုက်ခိုက်မှုကြောင့်စက်တက်လေဒီပြကြသွားတာဖြစ်တယ် ဆိုတော့စက်တက်လေးလေးပြတ်ကျသွားတယ်ပထမအရှိမှလည်းပဲစက်တက်လေးလေးကိုကျွန်တော်ပြတ်ချနိုင်ခဲ့တဲ့အခြေအနေတွေရှိတယ်ပြီးတော့အခုတစ်ချိန်စက်တက်လေးလေးကိုကျွန်တော်တို့ရရှိထားတယ်ပြီးတော့စက်တက်လေးဒီဒါပြတ်ကျတယ်ဆိုတဲ့တည်င်းနဲ့အချိန်တိုင်းကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေကအဲ့ဒီစက်တက်လေးဒီရောလေးအဲ့ဒီစက်တက်လေးဒီမောင်းတဲ့ကောင်ရောဒါဖန်စီပေးတယ်ဒါမှမဟုတ်ဒရင်ပေးတယ်ဆိုရင်မြန်မာငွေချိန်သိမြန်မာငွေ350ပေးပါမယ်လို့ကျွန်တော်ကော်မတီတပ်ဖွဲ့ဝင်တွေကထုတ်ပြန်ကြေညာခဲ့တာဖြစ်တယ် ဆိုတော့မြန်မာငွေ350ကောင်းနေပေါ်ကနေပြီးတော့ဒါမိုးပြန်ဘူပေါင်းကြီးပေါ့ဗျာအောက်ကိုကျလာတဲ့အချိန်မှာကျွန်တော်တို့ကလေးတွေဝိုင်းလိုက်ကြကျွန်တော်မြင်ပါကျွန်တော်ရဲ့ view ကိုကြည့်တဲ့ကျွန်တော်ရဲ့မိသားစုဝင်တွေမှာလည်းဒါဒီကောင်းငင်ကနေပြီးတော့ကျွန်တော်တို့ဒါလေဒီပေါ့ပေါ့နော်မိုးပြန်ဘူပေါင်းတွေပါတွေဒါကျလာတဲ့အချိန်မှာကျွန်တော်တို့လိုက်ခဲ့ဘူးတဲ့သူတွေရှိမယ်ကျွန်တော်လည်းယုံကြည်ပါတယ်ဆိုတော့ training ကောင်းပါပဲကျွန်တော်ပြည်သူဟာကျွန်တော်တို့တဲ့အတူတသားနဲ့ဘလောက်တောင်ရှိနေလဲဆိုရင်ချက်ချင်းပဲမြန်မာငွေ350လိုချင်လို့မဟုတ်ဘူးနော် ကဲဒီမှာရဲဘော်ရှန်လေးပြောထားတဲ့အတိုင်းပဲပေါ့နော်ကင်းပြည်နယ်မှာဆိုတော့ဟော်ကရီမြို့ကိုကျွန်တော်တို့ကန်နယ်လေးကန်ယူပူပေါင်းတပ်တွေအနေနဲ့ပြီးတော့မှနေထိန်ချုပ်ဖို့စ조사နေတော့ပဲဖြစ်ပြီးတော့မှမြို့ပတ်ပတ်လည်ကိုဝယ်ရန်ထားတယ်လို့ကျွန်တော်တို့ကြားသိရတာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကတော့အနာမခန်တက်လာတဲ့စစ်ကောင်စီရဲ့စစ်တပ်လေးတွေကဆိုရင်တော့ရာတူတူအကြောင်းပေါ့နော် ြစ်ချသွားတာပြပမာကျွန်တော်အနေနဲ့ပြည်သူတွေရဲ့ပူပေါင်းမှုတွေနဲ့တို့ခုဆိုရင်ရမောင်းပေါ်ရင်စစ်ခွေးတရားနယ်ရောက်လောက်ကိုလည်းထပ်ပြပမာဖမ်းဆီးရမိတယ်လို့သိရတာဖြစ်ပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ဒီလိုမျိုးရုံးမအောင်တန်းကြတဲ့နေလာတွေကိုတဘောတရားကြီးကနေပြပမာလည်းပြည်ထောင်ခတဲ့တဘောမျိုးတွေကျွန်တော်ခုရဲ့ပိုင်သွေးလာရတာပြပမာဒါကကျွန်တော်တော်လိုင်းရေးကိုအောင်မြင်ဖို့ပေါ့နော်တဖက်တလန်းကနေပြပမာကူညီနေတယ်ဆိုတော့လည်းတွေ့ရပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုတဘိုးအနေနဲ့ကတော့အရွယ်ရောက်တမိတဆုဝင်တို့အသက်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှတင်ဆက်ထားတဲ့သတင်းလေးကျွန်တော်တက်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော် ဒီတစ်ခါမှာတော့ဒေါနာတီဗီရဲ့တက်မတော်တဲ့ကစကားသံအစီအစဉ်အနေနဲ့ခမရ981ကရဲမေတအူရေးသားပေးပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်။တာလီတက်နယ်ကခမရ981မှာအရွယ်ရောက်ခါစားမိခိုသူမင်းကလေးတအူဟာဧပြီလ23ရက်နေ့ကပျောက်သွားခဲ့ပါတယ်။အစောပိုင်းမှာတော့သူမိဘတွေကလင်းနောက်လိုက်သွားတဲ့ထင်နေကြတာပါ။ဒါပေမဲ့ဧပြီလ21ရက်နေ့မှာတော့အင်းအောင်တဲ့လိုင်းရဲ့အနီးအနားကခြုံထဲမှာ အလောင်းအနေနဲ့ပြန်တွေ့ပါတယ်။ ကလေးမလေးဟာအစောကားခံရပြီးအသက်ခံရတာလို့အချို့ကထင်ကြီးပေးကြပါတယ်။ဒီကိစ္စကိုတည်ရင်မှုနဲ့လူကြီးတချို့ကသူတို့ယာတို့ထိမှဆိုလို့တိုးတိုးတိတ်တိတ်ညှိနှိုင်းနေကြတယ်လို့ကြားသိရပါတယ်။တည်ရင်ကအချို့စစ်တီတွေကဒီကိစ္စကိုမကျေနပ်ကြပါဘူး။အမှုမှန်ပေါ်ပေါက်စေချင်ပါတယ်။တထဲကလူတွေကတန်တရားရှိတဲ့သူကိုစစ်လိုက်ရင် အမှုမှန်ပေါ်ပေါက်နိုင်ပါတယ်ရှင်လို့စာရေးသားပေးပို့လာပါတယ်ရှင်။ကျမတို့အစီအစဉ်ဟာ တမတော်သားတွေနဲ့တက်မိသားစုဝင်တွေရဲ့အခက်အခဲကိုအများကသိအောင်တိဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။တမတော်သားအရာရှိစစ်တီတွေအင်းအောင်တဲ့ရဲမိတွေအနေနဲ့ကျမတို့အစီအစဉ်မှာပါဝင်ခြင်းရင် message ဘောက်ကနေတစင်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်အလက်တွေကိုကျမတို့အဖွဲ့သားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။ခုဒီမှာကျတို့ကြားတဲ့တိုင်းဆိုရင်တော့ဒီလိုမျိုးရွယ်ရောက်အမျိုးသမီးတို့ပေါ့နော်တရင်းမှာတက်ခံရတာကိုတို့တို့တည်ရင်မို့နဲ့စက်ကောင်စီရရှိရရနေပြမဖုံပြဖို့စ조사နေတာပြမမရတော့တဲ့ဆို လိန်လဲကြံစီဖို့လို့ဆောင်နေတယ်ဆိုတော့လဲကျွန်တော်တို့တွေ့တာဖြစ်တယ်ဒါကတော့ကျွန်တော်တို့တရားပေါက်စစ်ကောင်စီအကြီးပိုင်းတွေထဲကတော့ဝါနေပြီးတော့မှလုံချံတပ်ဖြတ်မှုတွေပေါ့နော်ရှိလာနိုင်တယ်ဆိုတော့ကျွန်တော်လဲကျွန်တော်ကောက်ချက်ချလို့ရနေတာဖြစ်ပြီးတော့မှမြို့လိုင်းစစ်တပ်ရဲ့မရိမှုတွေကိုလည်းကျွန်တော်အားလုံးလည်းတည်ထားတာမလို့သူတို့ချင်းချင်းတောင်မှအခုလိုမျိုးရေဆက်ဆက်နဲ့လွတ်ဆောင်နေပြီလားဆိုပြီးတော့မှတန်တရားမျိုးကုန်ထုတ်တာတွေလည်းရှိနေတာဖြစ်ပါတယ်။ဘလိုပဲပြောပြောစစ်ကောင်စီရဲ့ဆေးရဆုံးမှုအားလုံးကိုကျွန်တော်ပြည်သူတွေတောင်မှကနိုင်ငံတကာနဲ့ပြည်တော်မှလည်းသိရှိထားတာမလို့မကြခင်ပါတော့ ဒီသူတို့ရဲ့အခြေပိုင်ခေါဆောင်ဖြစ်တဲ့ပေါ့နော်မြောက်လိုင်းရဲ့ပြက်ချက်တွေကိုကျွန်တော်တို့ Interpol ကနေပြတော်မှာတဆင့်ဖမ်းဆီးအရေးယူနိုင်မလားဆိုတော့စောင့်ကြရမှာပဲဖြစ်ပါတယ်။ကဲကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ပုဒ်အနေနဲ့ဘောမရက်ကဇော်ပွဲရင်းပေါ့နော်အခုတလုံးမှာသူ့ကိုဘောမချင်းချင်းကနေပြတော်မှာအောက်ဖဲလန်တာခါနေရလို့ဘယ်လိုမျိုးခြေကွဲလောက်မျိုးဆိုနေပောက်ကွဲပြောဆိုထားလဲဆိုတာကျွန်တော်တို့တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်။ဦးမင်းအောင်လိုင်းကိုချစ်တယ်ဆိုလို့ချင်းအောက်ထဲမှာဖြစ်တဲ့အရာတွေကိုကတိုင်းပြည်နိုင်ငံလုံးသိအောင်ကြောက်လို့ပြောလိုက်။ပြောကြောက်လို့ ကြောက်စော်ရမှာမဟုတ်ဘူးအပကယုတ်ကြီးနာသကဝင်ကြီးချုပ်ကြီးဦးဆောင်တဲ့နာသကအစိုးရကြီးကိုအထောက်အပံ့ပြုနေတာရှင်းလားမရှင်းနှခါပြန်နှားထောင်လိုက်စော့ဘောမလားအော်စော့ရှက်မရှိဘူးကိုကိုတိုင်းလောက်ကန်တိုင်းစားတော့နိုင်လားဆိုဘောမပြီးတော့မှဟိုပြောဒီကိုဟိုလို့ဒီလိုလုပ်တော့မယ်အော်ပြီးငါအပကကြောက်ကြီးရဲ့သားပါလို့ငါအပကကြောက်ကြီးရဲ့သမီးပါလို့လုပ်တော့မယ်စော့ရှက်လည်းမရှိဘူးနော်အဲ့လိုလုံးဝမှာတိုင်းပြီးမှာအဲ့ဒါမှာဟာကာယုတ်ကြီးကဒီကလေးကိုဥမာတို့ဇော်ဘုံရေး ဘာလို့ဖမ်းတာလဲကောင်မသိဘူးထင်လို့လားဒီလိုလိုက်လွင်နေတာတနိုင်ငံလုံးသိတယ်နော်သိတယ်အာတို့ပါဒီဘောကနေអော်လေရှောက်អော်လေအခုကြည့်လိုက်ဦးမကဲကိုကလုံးတော်ပေးလိုက်တယ်អော်လိုက်တယ်အကန်ကြောင်ဦးမပတ်စံ330ရသွားပြီဟိုကအိမ်ပေါင်ပေးလိုက်တဲ့ပတ်စံနော်ပထမတော့အဲ့ပတ်စံဟိုဆယ်သိန်းလို့လို့15သိန်းလို့လို့ပျောက်သွားပြီမရှိတော့ဘူးဟိုကအိမ်ပေါင်ပေးလိုက်ရတာပြီးလည်းပြောတရားလဲဆွဲကအခုအမှုမှန်ပေါ်လာတော့ ဇော်ဘောကြီးလည်းလိုင်းပေါ်တက်ခေါ်တော့အဲ့အင်ရှင်ကပတ်သက်သိန်း900ကျော်ပြန်ရသွားတယ်။ကဲခမတို့ဘာပြောခြင်းလဲ။ကျွန်တော်တို့လူမျိုး၁၀ရောက်တော့ထပ်ပေါ်ပါသေးမြန်မာပြည်မှာ။နော်။အမလေးနော်။တိုင်းပြည်ကတော့ပြတ်တော့မှာပဲ။ဟမ်ကွာ။တိုင်းတယ်တက်ကွာ။ဘာမှမဖြစ်ဘူး။ဟလာ။အေးကိုတည်သွားတော့မှကိုလုတ်ပေးရတဲ့အထိုးကျင်းစုတွေကနော်။ကိုနိုင်ငံကိုလူမျိုးတက်ဆိုနောက်ဘောကလူလေဗမာပြည်မှာလူဖြစ်ပါသေးတယ်သူတောင်းတယ်။ရှင်းလား။နော်။ဗမာလူမျိုးတွေက နော်ချီကလေးထိုးမယ်စောက်တင်းပြောမယ်စောက်တင်းတော့မယ်ကိုရတားရင်မနာလို့တရားဆွဲမယ်လီကိုဆွဲတရားမဆွဲနဲ့လီဆွဲတော့မှနေရတာရှိအောင်မယ်ဟုတ်ပြီလားနော်ကိုကိုတိုင်းကျတော့စောက်ရည်ချင်းမရှိဘူးနော်အခုမညောင်းမသွားမေးပတ်သက်သိန်းတွေအပြန်ရသွားပြီသူတို့နေရတော့မရှိတော့ဘူးအိမ်ပေါင်ပြီးတော့ဖေးလိုက်တာနော်အိမ်ပေါင်ပြီးတော့ဖေးလိုက်တာအဲ့ပတ်သက်ပြန်ရသွားတယ်ကဲဘယ်တော့ပြောဖို့ကောင်းလဲဟမ်ခဏတော့အဲ့လိုတက်ပြောရဲလို့လား ဟမ်တက်ပြောရဲလို့လားကိုစောက်လို့ကိုမလို့လိုက်တိုက်ခိုင်းနေတာလိုင်းပေါ်မှာဘာတွေလိုက်တိုက်ခိုင်းနေမှလည်းမသိအဲ့ဖာတယ်မတမျိုးပေါ်လာပြန်ပြီအဲ့ဖာတယ်မကျွန်တော်လည်းတနေ့တမျိုးမကြိုးဘူးအတျောက်ပြီးတျောက်ဟိုကောင်တော့ငြိမ်သွားပြန်ပြီဟိုစောက်ဘူးကစောဘူးငါဘုန်းတော်ရဲ့စစ်တီတော်အထီးကဲကောင်းဆောင်မစ်တိန်နဲ့စီပြီအဲ့ကောင်ပဲတောက်သွားပြန်ပြီလည်းမသိမပြောတော့ပြန်ဘူးကဲဘောရင်အရောက်ခုဆိုရင်သူတို့ဘောမှာချင်းချင်းပဲပြင်တော့မှ ဒီနေ့စိတ်ပြီးတော့ဘာလို့တရားဆွဲမယ်လို့ပေါ့နော်ပြန်ပြီးတော့မှပြောဆိုမှုတွေရှိလာပြည်တဲ့နောက်ပိုင်းမှာတော်တော်လေးကြောက်နေတာပြောမှသူရင်ကလှုပ်ပေးခဲ့ဗုဒ္ဓတွေဟောပြောလို့မျိုးဆဆဆပြတော့မှပြောဆိုထားတာဖြစ်တယ်တိုက်ခတန်းကျတော့ဒီဘောမတွေကအချင်းချင်းပေါ့နော်အယိုးကန်နေတော့မှပြောမှဝေစုမတဲလို့အများဒီလိုမျိုးလှုပ်ဆောင်နေတာလားဆိုတော့ကျွန်တော်စောင့်ချက်မှဖြစ်ပါတယ်ကြားထဲမှာပြည်သူတွေဘက်ကနေပြောမှဒီလိုမျိုးအောက်တန်းစားဘောမတွေရဲ့ ကလေးကချေပြောမှုတွေကိုလုံးဝနားမယောင်မဲနဲ့အခုဆိုရင်ကျတို့လိုတင်လိုထိုက်တယ်လို့ဖေတော့မတော်လိုက်အောင်ဖွဲ့တဲ့တွင်လည်းနေ့စဉ်နဲ့မြကြားနေရတာမလို့ဒါတွေကတော့ကျတို့အတွက်အပန်းဖြေရုံတက်တက်ပေါ့နော်ကြီးစုတဲ့ဒီအပြင်းပြေသဘောမျိုးဗီဒီယိုတွေဖြစ်တယ်ဆိုတာကိုလည်းကျွန်တော်ပြချင်တာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်နောက်ထပ်ဗီဒီယိုသဘောတွေနဲ့ကပေါက်ရနေပြီးတော့မှ NUG ရဲ့ပေါ့ဝင်ဂျာတ် PDF တပ်ဖို့ဝင်တွေကိုတောင်းတလင်းနဲ့ကန်တပ်ဖို့ဝင်တွေနဲ့ဘယ်လိုမျိုးတုခွဲစကားတွေပြောထားမလဲဆိုတာတစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်။ဒီတပည့်ချင်းမှာစတဲ့ဦး 14ဦးအဖွဲ့ပေါ့နော်14ဦးဖွဲ့စည်းထားတဲ့ဒီ TNN နေရဲ့ PDF တည်းရဲ့14ဦးပေါ့သူတို့ပတ်စံကောက်ပြီးပြရတဲ့အဖွဲ့ကတကားတယောက်ပြောတယ်လို့ပေါ့ဘာပြောရလဲဆိုတော့ရှင်မရတဲ့၄ချောင်းလာလို့ရှိရင်တဲ့မလာခင်ကတည်းကသူကချိုးတီးပြီးသားဗျာလေရင်ထွက်ပါထွက်တော်မယ်ဆိုတော့ထွက်လာပြီဆိုကြတဲ့ချိုးတီးပြီးသားသူတို့ချင်းဆက်ပေါက်ပြီးတခါတည်းရှောင်ခိုင်းလိုက်ပြီးသားတဲ့ပြောချင်တာတော့အတွင်းဖျဲကြီးလည်းရှိလို့နေပါပေါ့နော်ဟာပါဒါဦးစံတီးအောင်ပြောပြခြင်းဖြစ်ပါတယ်အဲ့လိုပဲဒီမြင်းကြံတဲ့ထိုးကြီးပဲဒီမှာဆိုရင်လည်းထွန်းနည်းတူစွာပဲငါးသာရှိတယ် အနည်းအားဆိုလို့ရှိရင်လည်းမြင်းကြံမယူမွန်းတို့အဖွဲ့ကိုဘက်ကသူတို့ရဲ့ခေါင်းဆောင်တွေသွားတယ်ပေါ့ဗျာခေါင်းဆောင်နဲ့၅ဦးတော့တွေသွားတယ်ဒီကိုလောင်းကိုတော့ဆွဲပြီးတယ်အဲ့ဒါခေါင်းဆောင်တယောက်တွေသွားတယ်ဆိုတော့တရားခိုင်တော့ခိုင်လုံးနဲ့တထင်းကိုရတိရှိတယ်ပေါ့နော်အဲ့ဒါကြောင့်မြင်းကြံမယူမွန်းတို့ဒီနေရာယူထားတဲ့နေရာကိုသူတို့တွေမင်းရဲ့အောင်များစွာတော့ဘုန်းနဲ့တကားလုံးထက်မနေချခံရတယ်ပေါ့နော်အဲ့ဒါသူတို့တွေကတော့ရှင်းနေပါတယ်ဘုန်းလိုက်ဘယ်လိုရှောင်းမယ်ဘယ်လိုနေထားဘယ်လိုနေရမယ်ဆိုတဲ့အနေထားတခုသူတို့တိနေတဲ့ကြောင့်သူကတော့ထိခိုက်မှုမရှိပါဘူးထိခိုက်မှုမရှိပါဘူးအဲ့ဥစဉ်တော့ဘာပြောချင်တာလဲဆိုရင်ဟုတ်ပြီ PDF တွေကလောလောဆယ်ဒီဥစဉ်တော့ညာ data ပေါ့နော်ဒီလိုနေရာတွေမှာသူတို့အုံလိုက်စုလိုက်ဒီမနေ့ကကြူကြောမြုံမြင်းပြောထားတဲ့ဆရာပါဆိုရင်ဒါ KIA တွေဒါလည်းမှန်တာပဲ KIA ပါမယ် AA ပါမယ်သူတို့တွေကဘာဖြစ်လို့ KIA AA ပါဆိုတော့လည်းတရားကိုင်းတော့ KIA ရာလည်း20ရာကိုင်းတော့ထည့်ပေးရမယ် AA ရာလည်း10ရာကိုင်းတော့20ထည့်ပေးရမယ်မထည့်ပေးလို့မရဘူးဒါမှသူတို့ဗမာ PDF တွေကိုခိုင်းကောင်းပါကြခိုင်းကောင်းပါအဲ KIA တွေကကြတော့ဗမာ90ရာကိုင်းတော့ထည့်ပေးရတယ် เอเร็วเลยโทรนี้ดูซะเว้ยไอ้ว่าชีซงอ่ะตัดไปอ่ะเลยชีซงอ่ะเนี่ยอยู่ไปอ่ะเลยชีซงอ่ะนี่ไต่ไปอ่ะเลยปะเนาะตาမျိုးนี่มหาเมฆဆိုတဲ့ပုံစံမျိုးလှုပ်ထားတာတကယ်တမ်းကမဟာမိတ်လက်ဖွဲ့ထားခြင်းမဟုတ်ပါဘူးအတုံးချလို့ရတဲ့အချိန်မှာဗမာ PD ရတော်တော်များများကိုအတုံးချနေခြင်းဖြစ်ပါတယ်အတုံးချလို့မရတော့ဘူးဆိုရင်တော့ MNDD လိုပဲစောင့်ကမ်းထားလိုက်ပါပဲဒါပဲသူနည်းသူသွားမင်းတို့တွားကြရတွားတော့တွားကွာမင်းတို့တွားကြရတော့ဘယ်နေရာရောက်ရောက်ကဲငါတို့နေရာမရှိအေးလာပဲเนาะဒါတဖြည်းဖြည်းနဲ့ဆိုလို့ရှိရင် MNDD ကိုကန့်နေမြေပါဆို PDF တွေမဝင်ရ PDF တွေမလာရအဲ့တော့တို့ကဗမာမဝင်ရဆိုတဲ့ပုံစံမျိုးနဲ့ဝါရဖြန့်နေ ငပေါ်တော့ဗောနော်အခုလိုမျိုးကျွန်တော်တော်လိုင်းတက်ဖို့နေကိုတူခဲ့ဖို့အခုလိုမျိုးပေါ်ပန်းလေးစရပြောထားပြပမာကျွန်တော် PDF တွေကတိုင်းဒါလဲနဲ့ကန်တက်ဖို့နေရလုံးဝမတည့်ဘူးသူတို့ဟာတုံချခံတက်တဲ့ဆိုတဲ့ပုံစံမျိုးနဲ့အရင်ကတည်းကပြောဆိုလာတော့လဲတွေ့ရဖြစ်တဲ့အခုတစ်ခါမှလဲသူတို့ဆစ်ရှုံးနေပြီဆိုတော့တည်ထားတာမလို့ကျွန်တော်တော်လိုင်းအစုတွေရဲ့အခုလိုမျိုးပြောင်းပြောင်းလာတဲ့ဆစ်ဆွမ်းတွေကိုကြောက်ပြီးတော့မှာဗောနော်မျိုးလိုမျိုးဆက်တွေပြောဆိုနေတာပဲဖြစ်ပါတယ် ပြီးသူတွေဘက်ကနေပြီးတော့မှလည်းငပောက်ဘယ်တော့ဒီနေ့စိတ်မလဲဆိုတာကိုအဆောင်ချင်းနေတော့မှပြီးတော့တော်လိုင်းရဆိုတဲ့ဘက်ကနေပြီးတော့မှအခုဆိုရင်ကျွန်တော်အားလုံးတည်ထားတဲ့အတိုင်းစခွေတိုက်ပဝင်အခုလိုမျိုးအားချောင်းပြီးတော့မှပေါ်ပန်းလေးဆိုတဲ့ပြောနေကြတဲ့ဘောမအယုတ်ကိုက်တွေနဲ့အရေးချုံကတုံးတွေကိုလည်းရှင်းပြဖို့စ조사ပြီးတော့မှလှုပ်ဆောင်နေတယ်ဆိုတာကိုလည်းအတိအပြပြောကြလို့တာဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အပါသမီးရနေပြီးတော့မှရောကျွန်တော်တို့တော်လိုင်းသတင်းဌာနတွေဘယ်လိုမျိုးအားချောင်းပြောဆိုထားမလဲဆိုတာဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော် တိုင်းပြည်တပြည်ကအခြားတိုင်းပြည်တပြည်အတွင်းမှာသူတို့ရဲ့နိုင်ငံသားခရီးသွားလာရေးဗီဇာယဉ်ကျေးမှုလုပ်ငန်းဆိုင်ရာတွေကုန်စည်တွေဖျက်သွားဖျက်လာများပြားတဲ့နေရာမှာကောင်စစ်ဝင်ရုံးတွေဖွင့်လို့ရှိပါတယ်ရှင်။နိုင်ငံတကာနိုင်ငံနဲ့ဖြစ်ပေမဲ့လေတန်ယုံရဲ့ကောင်စစ်ဝင်ရုံးရဲ့သဘောတဘာဝအလုတ်တာဝင်လုတ်ပိုင်ခွင့်တွေကမတူညီကြပါဘူးရှင်။အမေရိကန်မှာ တရုတ်တန်ရုံဖွင့်ထားတဲ့အပြင်နယူးယောက်အီလီနွိုက်တက်ဆက်နဲ့ကယ်လီဖိုးနီးယားပြည်နယ်တွေမှာကောင်စင်ဝင်ရုံတရုတ်က၅ခုဖွင့်လှစ်ခွင့်ရရှိထားပါတယ်ရှင်။အိန္ဒိယဘင်္ဂလားဒေ့ရှ်ကမြန်မာနိုင်ငံရန်ကုန်မြို့မှာတန်ရုံရှိတဲ့အပြင်စစ်တွေမြို့မှာလည်းကောင်စင်ဝင်ရုံဖွင့်လှစ်ခွင့်ရရှိထားပါတယ်ရှင်။သူ့နိုင်ငံသားဘလောက်မှမလားဘာကုန်စီဘာစည်းပွားရေးဘာရင်ကျေးမှုလုပ်ငန်းမှ မရှိပဲမြန်မာနယ်စပ်မဲဆောက်မှာကောင်စင်ဝင်ရုံဖွင့်လှစ်ခွင့်ဖွင့်လှစ် ခွင့်ရရှိထားတာတဲ့ဖွင့်လက်ခွင့်ရရှိထားတာငပွားကြီးနဲ့တမောတမောခွင့်ပြုထားတာတော့တမောတီထောင်းပဲဖြစ်ပါတယ်ကျမပြောနားလေလားအဲ့တမောတီထောင်းနေလည်းရှိတယ်နော်နောက်ထပ်သတင်းလေးတစ်ပုဒ်ပြောချင်ပါသေးတယ်ရှင့်အခုခစ်တဲ့ခစ်တဲ့ပြီးအလိန်ဆုံးကအေယာဝရီပဲအေယာဝရီတိုင်းပေါ့နော်အေယာဝရီတိုင်းဆိုတာအေယာဝရီတိုင်းသတင်းဌာနခစ်တဲ့ပြီးသူကအလိန်ဆုံး အဲ့ဘာဒီတိုင်းမှာဗာပြောလဲဆိုတော့တက်မတော်ကပေါ့ရွာတွေဘောသူတို့ကိုထမင်းထုတ်တွေပို့ခိုင်းနေပို့ရည်ကျင်တယ်ထမင်းထုတ်ပို့ခိုင်းရအောင်လဲကွာအခြေချတက်လည်းမရှိဘူးအဲ့မှာလှုပ်ရှားနေတဲ့တက်တွေကကိုမန်ဒိုတက်တွေပဲပေါ်လိုက်ပြောက်လိုက်ဒီနားမှာနေပေါ်တယ်နောက်နေညပြင်ဖြစ်တာအဲ့လိုမျိုးအခြေအနေပေါ့နော်ကိုမန်ဒိုတက်ပဲရှိရအဲ့နားလေးလှုပ်ရှားနေတာဒါကကျွန်မသတင်းပေါက်ကြလို့မဖြစ်ဘူးမပြောတော့ဘူးအဲ့ဒါယူမတောင်ချီမှာအိမ်၂၀လောက်ရှိတဲ့မီးသွေးဖုတ်တဲ့လူတွေရဲ့ ဝါကုတ်တဲ့လူတွေပဲရှိရဲ့ယောဂကထမင်းတို့ပို့နိုင်မလားစဉ်းစားကြည့်ပါဦးအဲ့ဒါလေခစ်တင်မှာကီနဲ့ရှိရတော့လိုက်လုပ်တဲ့လူတွေကဒီတကုံမတော့ဗောနော်ဘာမှမတီးသေးပဲနဲ့ကျတို့ဒီပီတိုတွေကစကောင်စီရဲ့အတင်းအဓမ္မဈေးခိုင်းချွတ်ခါနေတဲ့ဆိုတာကိုဖုံးပြီးပြီးတော့မှပြောဆိုနေတာဖြစ်တဲ့အရင်တုန်းကလည်းစကောင်စီအနေနဲ့ကတော့ပီတိုတွေအပေါ်မှာကျွန်းတဲ့ဖွဲဆက်ဆံနေတာပြမခုဆိုရင်လေရှေ့တန်းမှာတိုက်လို့တိုက်ခိုင်းပြီးတော့မှဒီလိုမျိုးအသက်ကြီးတဲ့ဗောနော်ကျတို့ပီတိုပီသားတွေကို ထမင်းထိုးတွေပိုခိုင်းပြီးတော့မှအတင်းကျစေခိုင်းနေတော့ကျတို့ကြာတိနေတာဖြစ်တယ်ဒါလည်းကျတို့ပြည်ပြည်မှာရှိတဲ့ပြည်သူတွေကနေပြီးတော့မှသူတို့တွေ့ကြုံခဲ့တဲ့အတွေ့အကြုံတွေပြန်ပြီးတော့မှ sharing လုပ်ထားတာပြည်ပြည်မှာဒါကိုတရင်ဌာနတွေကနေပြီးတော့မှတင်ဆက်လာတဲ့ပုံမှာသူတို့ရဲ့ဒီရစရုံမှမိုးတွေကအခုဆိုရင်ကျတို့တပီလုံးမှာရှိတဲ့ပြည်သူပြည်သားအလုံးကနေပြီးတော့မှတိရှိလာတဲ့အတွက်ကြောင့်မလို့အားချောင်းပြီးတော့မှအခုလိုမျိုးပေါ်ပန်းလေးစက်တွေပြောဆိုနေတာဖြစ်တယ်။ဘာပဲပြောပြောပြည်သူတွေဘက်ကနေပြီးတော့မှ ဒီလိုမျိုးစစ်ပွဲမတွေရဲ့အာချုံပြောဆိုမှုတွေနဲ့သူတို့ရဲ့ဟေပရိုပဂန်ဒါတွေနားမြောင်တော့မယ်နဲ့ကျွန်တော်အလုံးရဲ့မြန်မာချစ်ဖြစ်တယ်ပေါ့နော်။တော်လန်တပ်ဖွဲ့ဝင်တွေနဲ့သူစစ်ကောင်စစ်ဖြစ်ချဖို့ဝိုင်းဝန်းပြီးတော့မှကြိုးစားနေတယ်ဆိုတာကိုလည်းတွေ့ရတာဖြစ်ပါတယ်။ကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောနေနဲ့ဇော်ဘွင်းကိုတရားစွဲဆိုမယ်ဆိုပြီးတော့မှပြောဆိုလာတယ်ပေါ့နော်။တကူမာကိုကိုစီရနေပြီးတော့မှဘယ်လိုမျိုးလုပ်သီးဖြတ်ပြောဆိုထားမလဲဆိုတာစစ်ပြီးတော့မှကြည့်လိုက်ရအောင်နော်။ကျွန်တော်မျိုးတို့ရေအရင်ရေချင်းကိုကျွန်တော်ဒုတိယကျင်းတက်လာခြင်းဖြစ်ပါတယ်ဒီကနေ့2025ခုနှစ်ဧပြီလ29ရက်နေ့မနက်เนาะဒီခု27နာရီဝင်းကျင်မှာ NUG အကြံဖက်အစိုးရအဖြစ်ကြော်ညာထားတဲ့ NUG အဖွဲ့အစည်းကြီးရဲ့ဟမ်ဒေါက်တာရန်ကုဒေါက်တာဇော်ဝေဆိုဒီတောင်ပိုင်းနဲ့ပြောရတယ်နော်ရှိရအခေါ်တာဘာဖြစ်လဲအကြံဖက်အဖွဲ့အစည်းဖြစ်ကြီးညာထားတဲ့ကြံဖက်အစိုးရအဖွဲ့အစည်းဖြစ်ဩအစိုးရလို့တက်မှတ်ထားတယ်โอเค thank you thank you နော် thank you လိုက်လိုက်ထားလို့ပြောမယ်ဆိုရင်နော် ဟုတ်တယ်မလားနည်းနည်းလေးတော့အများကြီးကျေစွတင်တယ်ဘာလို့အစိုးရဖြစ်ပြီးတော့တိနေတာဟုတ်တော့မင်းတို့ကမတိသေးတာဘူးတကယ်အန်ယူဂျီဒီအစိုးရဆိုတော့မင်းတို့တိနေလက်ခံနေတယ်ဟုတ်တယ်မလားလေးစားနေတာနော်ချိန်ပြီးတော့မှဒါပေမဲ့အစမ်းဖက်အဖွဲ့အစည်းဖြစ်ကြီးညာနေတယ်ဆိုလို့ဟုတ်တယ်မင်းတို့အာနာတိန်းထားတဲ့အစမ်းဖက်စစ်ကောင်စီကလည်းအန်ယူအစမ်းဖက်အဖွဲ့အစည်းဖြစ်ကြီးညာတယ်တော်လိုင်းအင်အားစုဘက်က CIPH ကလည်းစစ်ကောင်စီကိုအကြမ်းဖက်ဖြစ်ကြီးညာတယ်နော်ဟုတ်တယ်နော်နှစ်ဖက်လုံးကြီးညာထားကြတယ်နော်အဲ့တော့အကြမ်းဖက်တွေဘယ်သူလဲဆိုတာကို logic ကြက်ကြက်တိုင်းထွာပြမယ်နော်နံပါတ်1လက်ရှိ အာနာဘိန်းနဲ့စစ်ကောင်စီစစ်ကောင်စီကိုပြည်သူမြန်မာနိုင်ငံပြည်သူအများစုထောက်ခံတာနဲ့စစ်ကောင်စီကိုထောက်ခံတဲ့ပြည်သူဦးရေနဲ့တော်လှန်ရေးအင်အားစုဘက်ကိုထောက်ခံတဲ့ပြည်သူဦးရေဘယ်ဟာကပုံများလဲအားလုံးသိတယ်နော်စစ်ကောင်စီအာနာဘိန်းလိုက်တဲ့အချိန်မှာကတိုင်းပြည်သူတော်မျိုးလမ်းပေါ်ပြေသွားတဲ့လူဦးရေကိုရေတွက်လိုက်တာနဲ့တင်တမ်းမောင်းကြောက်များစွာဖြစ်နေတဲ့အတွက်စစ်ကောင်စီပြည်သူလုံးဝထောက်မခံပါဘူးဆိုတာကိုမြင်လို့မရဘူးမင်းတို့လိုလူနည်းစုအောက်တန်းစားခွေးမျိုးနည်းနည်းထောက်ခံတာကိုပြည်သူတို့တတ်မှတ်လို့မရတော့ ဲ့တော့ပြီးသူအများစုဒီတော်နိုင်အင်အားစုဖြစ်တဲ့ CR page ကိုထောက်ခံတယ်ဆိုတာကိုငင်းလို့မရဘူးเนาะမြန်မာနိုင်ငံကပြီးသူအများစုဒီတော်နိုင်အင်အားစု CR page ကိုထောက်ခံတာငင်းလို့မရဘူးเนาะအမှန်တည်းမလို့တစ်ချက်ရှုံးနေပြီเนาะနောက်ဆိုစစ်ကောင်စီက NUG ကိုအကြမ်းဖက်ဖြစ်ကျင်ညာတယ်တဲ့ဆိုတော့ပြီးသူထောက်ခံမှုမရှိတဲ့စစ်တပ်အာဏာသိမ်းထားတဲ့အဖွဲ့ကအကြမ်းဖက်ဖြစ်ကျင်ညာသူ့မှာပြည်သူအားပေးထောက်ခံမှုမရှိဘူး။ဒါပေမဲ့တစ်ဖက်က CRPHD တဲ့စစ်ကောင်စီကို NUG အကြမ်းဖက်ဖြစ်ကျင်ညာတယ်တဲ့။ CRPHD ကဘာလုပ်လဲ ရွေးကောက်ပွဲမှာပြည်သူတွေရွေးချယ်တင်မြှောက်လိုက်တဲ့ထွက်တော်အမတ်တွေနဲ့ဖွဲ့စည်းထားတဲ့ပြည်သူနဲ့အနည်းဆက်ဆုံးကိုယ်စားလှယ်တွေအဖွဲ့အစည်းအဲ့တော့ DCRPG ပြည်သူ့ရဲ့ဆန္ဒတစ်ထပ်တည်းဆိုတာကိုပြောလို့ရတယ်ဟုတ်တယ်နော်ဘာဖြစ်လို့လဲအဲ့ဒီထွက်တော်အမတ်တွေကိုရွေးခဲ့တဲ့ဒူတွေဟာအာနာတိတ်လိုက်တဲ့အချိန်တောင်အာနာတိတ်ကောင်လက်မခံတဲ့လမ်းပေါ်ကိုတန်းနေချင်ပြစ်အောင်တက်လာတာလေဟုတ်တယ်မလားအဲ့ဒီဟာညင်းလို့မရဘူးအဲ့တော့ပြည်သူကိုကိုယ်စားပြုတဲ့အဖွဲ့အစည်းတွေစစ်ကောင်စီလား CRPG လား CRPG နော် ီသူကိုကိုစားပြုတဲ့စီအပြေးနော်ဒီကညင်းတော့မရဘူးနော်အဲ့ဒါဆိုကဲကောင်းပြီဒီသူကိုစားပြုတဲ့အဖွဲ့ကအကြမ်းဖက်ဖြစ်ကြေညာထားတာဒီစစ်ကောင်စီကအကြမ်းဖက်ဖြစ်ပို့ဖြစ်တင်နေပြီလောလောဆယ်ကထားလိုက်အမှတ်မဆုံးဖြတ်သေးဘူးနောက်တစ်ချက်ကမြေပြင်မှာအခုလက်ရှိတော်နိုင်အင်းအလင်းနဲ့အတွင်းမှာစစ်ကောင်စီစစ်ကြောင်းထိုးသွားလို့ရွာလုံးကျုံမဟုတ်ဘူးဒီရွာမှာ၄ရွာ၅ရွာရှိအဲ့၄ရွာ၅ရွာလုံးကထွက်ပြေးရတယ်ကောင်လုံးညာလားနေလားမသိဘူးဟုတ်တယ်နော်ငါပြောတာမှားလားမဟုတ်ဘူးလားလာခဲ့ဒါပေမဲ့ တော်နိုင်အင်အားစုတွေတိုင်းသား EOS တွေပြီးလို့ရှင် PDF တွေစစ်ကြောင်းထုတ်လို့ရွာလုံးကျွတ်ထွက်ပြေးရတဲ့ data ရှိဘူးလားကဲကိုစီရတော့ပါနော်ဒီဘောမတွေပြောပြောနေသလိုအင်ဂျူကြီးကကြမ်းဖက်ဖွဲ့စည်းဆိုတဲ့ပုံစံမျိုးပြောဆိုနေတာကိုချက်ချက်လက်ချက်နဲ့ပြန်ပြီးတော့မှညှင်းဆိုထားတာဖြစ်တယ်တကယ်လဲပေါ့နော်စစ်ကောင်စီရဲ့လွဲ့တိုင်းဟာဆိုတော့ကျွန်တော်ပြည်သူတွေအတွက်အစိတ်အောက်ဖြစ်စေတာပြီးတော့မှအခုချိန်ထိပြည်သူကိုတပ်ဖြတ်လို့စိတ်ပြင်းပြနေတဲ့စစ်ကောင်စီရဲ့လွဲ့ရဲ့အနေနဲ့ကတော့ ။ဘာသာခင်မှာတော့ပြန်ပြီးတော့မှပေးဆက်မယ်ဆိုတာကျွန်တော်အလုံးလဲကြွေးကြော်ထားတာဖြစ်တယ်။ဒီပုံမတွေကနေပြီးတော့မှဒီဒေါက်တာဆိုဝေဆိုပြီးတော့ပြန်ဝင်လာတဲ့ကိစ္စပေါ်မှာသူရဲ့ဒီနေရာကိုတော်တော်လေးကိုတီးချင်နေတာပြမအခုလိုမျိုးပြောရမယ့်စားရပြောပြတော့မှာဟိုနေရာမှာရှိတဲ့ဒီနေရာမှာရှိတဲ့ဆိုတဲ့ပုံစံမျိုးနဲ့ပါနော်စစ်ကောင်စီကိုဘုံကျဲတိုက်ခိုက်မှုတွေစစ်ကြောင်းထိုးမှုတွေလှုပ်ဆောင်နိုင်အောင်ဝါဒဖြန့်ပြောဆိုနေတာပဲဖြစ်ပါတယ်ဘလို့ပဲပြောပြောကျွန်တော်ဒီလိုမျိုးအောက်တန်းစားပေါ်မှာလိုပြီးဒီကနေပြတော့မှာတော်လိုင်းတပ်ဖို့ဝင်နေပုံမှာကလင်ကချက်နီလာတွေကိုတုံးနေပြင်မဲ့ပြီးသူတရလုံးရဲ့ထောက်ခံမှုရရှိထားတဲ့ တော်လိုင်းရင်အားစုတွေကလည်းပြတော့တပေါင်းစုတစ်ခုအနေနဲ့ဟုတ်ဆိုရင်တိုက်ပွဲတွေမှာလည်းအောင်ပွဲတွေရရှိထားတာမလို့မကြာခင်မှာကျွန်တော်မိဘပြည်သူတွေမျှော်လင့်နေတဲ့တော်လိုင်းရောင်တွေကိုမရတော့မယ်ဆိုတဲ့အကြောင်းပြောရင်လည်းကျွန်တော်ဒီနေ့မှလည်းပိုင်းပြည်သူတွေအနေနဲ့မှာပဲဆုံးသက်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မိဘပြည်သူများလုံးစိတ်ချမ်းသာကိုကြံ့မှချင်တဲ့ပြေဆုံးပြတော့မှတာယာရဲ့ channel နေ့တက်လေးပန်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကလည်းစုမကောင်းတောင်းပေးလိုက်ပါတယ်။